ဖဖမများအလုံးမင်္ဂလာပါကလော့ခုနာနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီတပတ်တော့ကျွန်တော်ပြင်းပြလေးပွဲစဉ်15ရက်ရှင်ပြိုင်မဲ့ထဲမှာမှာကျွန်တော်ပွဲတော်လေးမှာကျွန်တော်ကြည့်လို့ကောင်းမယ်အထူးသဖြင့်ကျွန်တော်တို့အသိဉာဏ်တွေကိုတွေ့တိုင်းမင်းလို့တို့ဒုက္ခပေးနေတဲ့ကျွန်တော်တို့ဒီနေ့တန်တက်အသိဉာဏ်တသိရှိအဲ့ဒါကျွန်တော်တို့တခြားသိမဖို့နဲ့ကျွန်တော်ဆန္ဒလမ်းဖြစ်ပါတယ်ဆန္ဒလမ်းတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တန်တက်လာပြီးတော့တော်တော်လေးမှာကျွန်တော်တို့အသိဉာဏ်တွေကိုမှန်မှန်လုံးဝဒုက္ခပေးနေတဲ့အသိဉာဏ်သိဆိုလဲမမောက်အထူးသဖြင့်ကျွန်တော်တို့ အဲပြီးမြန်လေးကကျွန်တော်တို့အသင်းကြီး6သင်းဖြစ်တဲ့ကျွန်တော်တို့အာဆင်နယ်မန်ချက်တာယူနိုက်တက်ပြီးလို့ဆင်းကျွန်တော်တို့ချက်ဆီလီဗာပူးဆိုတော့ကျွန်တော်အသင်းကြီးကို၄သင်းကိုသူတို့ကပ်ပြီးသွားတဲ့အချိန်မှာတော့သူတို့အနေနဲ့ကျွန်တော် ရှုံးနေထားတာဆိုလို့မန်ချက်တာယူနိုက်တက်ရဲ့အိမ်ကွင်းမှာသွားရောက်ရှင်မြန်နေပေါ်ပါတော့2-0ဆိုပြီးတော့ရှုံးနေထားပြီးတော့ကျွန်မအသင်းကြီးကျွန်တော်တို့၃သင်းဖြစ်တဲ့ချက်ဆီကိုသူတို့အဝေးကွင်းမှာလာရောက်ရှင်မြန်နေပေါ်ပါတော့နိုင်ပွဲတွေရထားတယ် ်အာဆင်နယ်တို့ရဲ့အိမ်ခွင်းမှာပဲတေရလက်ထောင်ကန်ထားပြီးတော့လီဗာပူးရဲ့အိမ်ခွင်းမှာလာရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့တို့အနေနဲ့1-1ဆိုပြီးတော့တေရလက်ကိုပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်စုံတွဲမဲ့ပြင်းပြလေးပွဲစဉ်15ရက်မန်ချက်တာစီးတီးနဲ့ကျွန်တော်ဆန်နာလန်တို့ရဲ့စုံတွဲမှုမှာတော့မန်ချက်တာစီးတီးတို့ကတော့ထပ်ပြီးတော့ကျွန်တော်စင်ခေါ်ရမယ့်ပွဲတစ်ပွဲဖြစ်တယ်လို့ပြောလို့ရတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို Like and Subscribe လုပ်ကတည်းညီကိုလေးနဲ့ Like and Subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင် ယူဆုံးနေကျွန်တော်တို့ဒီနှစ်သင်းရဲ့စုံတွဲမှုကတော့တော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းမယ်လို့မြင်တယ်။ရှေ့မှာကျွန်တော်မန်ချက်တာစီးရီးအနေနဲ့လည်းရှေ့ကျွန်တော်ပြင်းပြလေးပွဲစဉ်14ကျွန်တော်တို့ဒီကြိုက်ထက်မှရှင်မြန်တဲ့ပွဲမှာတော့တို့အနေနဲ့အဲဝေကူမှာတွားရောက်ရှင်မြန်တဲ့ပွဲမှာတော့9ပွဲရထားတယ်။ဒါမှမဟုတ်9ပွဲရထားတာမှလည်းတော်တော်လေးမှကျွန်တော်စိုးရိမ်စရာကောင်းတဲ့ကျွန်တော်ပုံစံမျိုးလေးမြင်တွေ့ရတယ်။အထူးသဖြင့်ကျွန်တော်တို့မန်ချက်တာစီးရီးရဲ့နောက်တန်းကကျွန်တော်တို့တစ်ဖက်ကကျွန်တော်ဖူဟန်သင်းရဲ့ကျွန်တော်ထိမှန်ထားတဲ့တုံ့ပြန်မှုတွေမှာတော့တို့အနေနဲ့နောက်တန်းတော်တော်လေးမှ ပြန်ဆင်းသွားပြီးတော့ကျွန်တော်တို့ထိမက်မထားတဲ့ကျွန်တော်အမားတွေကိုဇက်တိုက်ကျူးလို့မိတော့ကျွန်တော်တို့အဲကိုအတွင်းကိုမှဆိုရင်နှစ်သိန်းပေါင်းကျွန်တော်ကိုကိုထီလောက်ဖြစ်သွားတဲ့အတွက်ကြောင့်မန်ချက်တာစီးရီးရဲ့နောက်တန်းကိုတော့ဒီတစ်ခါမှာတော့ကျွန်တော်ဆန်နာလန်နဲ့ပြန်ရှင်ပြိုင်မဲ့ပွဲမှာတော့ဒီနောက်တန်းကိုတော့အကောင်းဆုံးပြုတ်ပြင်နိုင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်ဆန်နာလန်ကကျွန်တော်အသိဉာဏ်တွေလိုလိုပဲသူတို့အနေနဲ့ဒုက္ခလိုက်ပေးနေတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မန်ချက်တာစီးရီးအနေနဲ့အိမ်ကူးမှထပ်ပြီးတော့ကျွန်တော်တို့ထိမက်မထားတဲ့ရလက်တွေကိုထပ်ပေါ်သွားနိုင်တဲ့အတွက်ကြောင့် မန်ချက်တာစီးအနေနဲ့ဒီတစ်ခါရှင်မြိုင်မဲ့ပြင်းပြလိပွဲစဉ်15ရက်ကျော်ဆနာလန်းနဲ့စုံတွဲအနေနဲ့ပွဲမှာတော့နောက်တန်းလေးကိုကျွန်တော်ဂယူးဆိုင်ပြီးတော့ကစားရမယ်ပုံစံမျိုးလေးရှိတယ်ရှစ်ပွဲမှလို့တော့ကျွန်တော်တို့အဲနောက်တန်းအမားတွေပြီးလို့ဆိုရင်ကိုင်းနိုင်ကစားသမားတွေအမားတွေနဲ့တာထပ်ပြီးတော့ကြုံတွေ့ရမယ်ဆိုရင်တော့ရှုံးပွဲတစ်ပွဲကိုဥတီသွားနိုင်တယ်လို့တော့ကျွန်တော်ကမြင်တယ်โอเคအဲ့ဆိုရင်ကျွန်တော်ဒီနှစ်သင်းရဲ့နောက်ဆုံးရှင်မြင်ထားတဲ့ပွဲအကြောင်းလေးကိုကြည့်လိုက်မယ်။ငါးပွဲမှာပြန်ကြည့်လိုက်မယ်ဆိုရင်တော့မန်ချက်တာစီးတီးကတော့ကျွန်တော်၃ပွဲနိုင်တယ်၊၂ပွဲရှုံးနေထားတယ်။တစ်ဖက်ကကျွန်တော်တို့ အဲဆနာလန်ဆနာလန်နေနဲ့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ဘွဲ့မှာဆိုရင်တော့သူတို့နေတပွဲပဲနိုင်ထားပဲ၃ဘွဲ့ထိတည်ကြတယ်ပြီးတော့တပွဲပဲရှုံနေတာဒီကိုပြန်ကြည့်လိုက်မယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ဆနာလန်အသင်းနေနဲ့ကျွန်တော်တို့အဲရှုံဘွဲ့ကလည်းတိတ်ပြီးတော့မရှိပဲတယ်သူတို့နေတဲ့တည်ပွဲတွေကိုတော့မှကျွန်တော်တို့စော့ကစားသွားနိုင်တယ်လို့ပြောလို့ရဒီတည်ရဲထဲမှာဆိုရင်တော့ကျွန်တော်အသင်းကြီးတွေတော်တော်များများကိုဒုက္ခပေးနိုင်တယ်အဲပေးထားနိုင်တယ်ဗျအထူးသဖြင့်သူတို့အနေနဲ့အဝေးကွန်းမှာလာရောက်ရှင်မြန်တဲ့ဘွဲ့မှာဆိုရင်အကောင်းဆုံးဒုက္ခပေးတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ ဲပြန်ကြည့်မယ်ဆိုရင်လီဗာပူးတို့ပြီးလို့ဆိုရင်အဲချက်စီးသင်းတို့ပြီးရင်တော့ကျွန်တော်တို့အာဆင်နယ်တို့သင်းမျိုးတွေကိုတော့တို့အနေနဲ့အဲအိမ်ကွင်းရောပြီးလို့ဆိုရင်အဝေးကွင်းတွေမှာတွေရောနိုင်ပွဲတွေပြီးလို့ဆိုရင်ကျွန်တော်တေးပွဲတွေရောက်အောင်ကစားထားနိုင်တဲ့အတွက်ကြောင့်မန်ချက်စတာစီးတီးအနေနဲ့ထပ်ပြီးယူဆရမယ်လို့တော့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဒီနှစ်သင်းရဲ့စုံတွဲမှုလေးကိုပြန်ကြည့်လိုက်အောင်ဟက်တူဟက်ထိုက်တိုက်တွဲဆိုမှုကတော့ကျွန်တော်မန်ချက်စတာစီးတီးကတော့ကျွန်တော် အပြတ်သက်ဦးဆောင်နေတယ်ဆက်တပွဲနိုင်ထားတယ်နှစ်ပွဲတည်ကြပြီးတော့တစ်ဖက်ကကျွန်တော်ဆန်နာလန်ကတော့ကျွန်တော်လေးပွဲပဲနိုင်ထားတာတွေ့ရမယ်ဒါမဲ့ဒီနေ့ပြန်ရင်တော့တန်တက်လာတဲ့ဆန်နာလန်ကတော့ကျွန်တော်တို့ရှင့်ကျွန်တော်နှစ်တရဆန်နာလန်မဟုတ်ဘူးနဲ့တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားပေးတဲ့ပုံစံမျိုးလေးတွေရှိတယ်ဒီတော့ကြောင့်မဲ့တို့အနေနဲ့ကျွန်တော်တီဘယ်တယောက်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဆင့်6ကို ရောက်နေတယ်လို့ပြောလို့ရကျွန်တော်အဲအတင်းကြီး3နည်းရဲ့ ထိုက်မှာတော့မှသူတို့နဲ့ထပ်ပြီးတော့ရောက်လာတဲ့အတွက်ကြောင့်ဆရာလန်ဟောတော့တော်တော်လေးမှ short တက်လို့မရတဲ့အတင်းတင်းဖြစ်တယ်။ဒါတော့ Manchester City နဲ့ပြန်ပြီးတော့ကျွန်တော်တို့အမှတ်အဲပြန်ကြည့်လိုက်မယ်ဆိုရင်လည်းငားမှတ်ပဲခွာဟနေတဲ့အနေထားမှာတော့ Manchester City အနေနဲ့ကျွန်တော်တို့ရှေ့ကကျွန်တော်အာဆင်နယ်ကလည်း Chelsea တို့အနေနဲ့ project တဲ့ဘွဲကိုရင်ဆိုင်ရမယ့်ပုံစံမျိုးလေးရှိတယ်။ဒီကြောင့်တော့ကြောင့် Manchester City အနေနဲ့ကြောက်မြင်ရဆိုရင်တော့ဆနာလန်ကိုသူ့အိမ်ကမှအကောင်းဆုံးကျွန်တော်တို့အနိုင်ယူထားတာသူ့အတွက်ပို့ပြီးတော့အဆင်ပြေတယ်လို့အမိနဲ့အဲ့လိုအဲ့ဒီအတွက်ကြောင့်မှ ကျွန်တော်ဗားတက်လဲဆိုရင်တော့အာဆင်နယ်နဲ့သူအနေနဲ့အမှတ်ပြန်လဲကတ်နိုင်ဖို့ဆိုလို့ရှိရင်ဒီပွဲကတော့မန်ချက်တာစီးတီးအတွက်မဖြစ်မနေနိုင်ပွဲဆက်ကမဲ့ပွဲလို့တော့အမြင်တယ်ဒါမှမဟုတ်တစ်ဖက်ကလည်းကျွန်တော်အဝေးကမှလာရရှင်မြန်မဲ့ပွဲကလည်းကျွန်တော်အသေးရလဲဆန္ဒလန်အတင်းတင်းဖြစ်တယ်ပြီးလို့ဆိုရင်သူတို့အနေနဲ့နောက်တော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်သူကကျွန်တော်အဲပြမြလေးပွဲစဉ်14မှာဆိုလို့ရှင်လေပေါင်းနဲ့ပွဲမှာဆိုရင်တို့ရဲ့နောက်တန်းကတော့တော်တော်လေးမှာကျွန်တော်ကောင်းတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်အထူးသဖြင့်တို့နောက်တန်းနှစ်ထပ်လောက်ကာသွားတဲ့နေထားဗျာ you know သူတို့က43 43နဲ့ကာတယ်ဗျာ432ဆိုပြီးတော့ကာတယ်နောက်ပိုင်းကျရင်အဲ့လိုဟောနေတစင့်တစင့်ပြန်ကာပြီးတော့သူတို့အနေနဲ့64ထိလောက်ကိုကျွန်တော်တို့နှစ်ထက်လောက်ခံပြီးတော့အဲတစ်ဖက်ကကျွန်တော်တို့အသင်းရဲ့တိုက်ဆစ်စင်မှုတွေကိုလုံးဝအောင်ကျွန်တော်ဘလော့တဲ့ပုံစံမျိုးလေးရှိတဲ့အတွက်ကြောင့် Manchester City အနေနဲ့ဆော့ဆော့ဆစ်စစ်ကိုတွင်းထားတာအကောင်းဆုံးပဲလို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အဲထိမက်မထားဘဲနဲ့ဆန်နာလိုင်းကကျွန်တော်တို့တုံ့ပြန်မှုတွေ ကနေတော့ twingo တွေပါရသွားမယ်ဆိုရင်တော့ Manchester City အတွက်ကတော့ပြန်လည်တွေ့မှုတော်တော်လေးမှခက်ခဲသွားမယ်ပုံစံမျိုးလေးတွေရှိတဲ့အတွက်ကြောင့် Manchester City အနေနဲ့ဒီနေ့ပွဲမှာတော့ပေါ်ဆာလို့မရဘူးလို့တော့မြင်တယ်အဲဒါကြလို့တော့ပေါ်ဆာသွားမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်တို့ Aston Villa တို့ Chelsea တို့တွေတော့ပြန်လဲကြော်တက်ချင်းကိုပြန်လဲခံရနိုင်တဲ့ရှိအခြေအနေရှိတယ်ဗျာဒီအတွက်ကြောင့်ကျွန်တော် Manchester City အနေနဲ့အိမ်ငွေဖြစ်တယ်ပြီးရင်လဲကျွန်တော်တို့ကစားသမားစုဖွဲ့မှုမှာလဲတော်တော်လေးမှကောင်းမွန်တဲ့ စားသမားတွေရှိတယ်အထူးသဖြင့်ကျွန်တော်ဒိုကူတို့ပါလို့ရှိမယ်ဟာလန်တို့ဆိုရင်လည်းကျွန်တော်ရှစ်ပွဲတွေမှာတော်တော်လေးမှအဲဂိုသွင်းကောင်းမွန်တဲ့စွမ်းရည်တွေရှိတယ်ဗျာတကယ်လို့တော့ဟိုရှစ်ကပြီးမြတ်လေးပွဲစဉ်14မှာတော့ဆိုဟာလန်တွေကကျွန်တော်တို့အဲသူအနေနဲ့ဂိုသွင်းတာတေချာခဲ့မယ်ဆိုလို့ဟတ်ထွက်တွေရနိုင်မဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်ဒါမှလည်းလည်းသူအနေနဲ့အဆုံးသက်တွေကိုမတေချာသွားလို့သူအနေနဲ့သွင်းကိုတကိုးပဲရရှိတဲ့ပုံစံမျိုးလေးတွေရှိသွားခဲ့တယ်ဒီတော့ဟာစုံတွဲမဲ့ကျွန်တော်ဆန်နာလန်ပွဲမှာတော့ဟာလန်အနေနဲ့ထပ်ပြီးတော့ ကိုပေါက်တွေတွေ့ဦးမလားဒါမှမဟုတ်ပဲများတယ်လို့တို့ကျွန်တော်ခြေသွမ်းကောင်းနေပြသထားနိုင်တယ်ဖိုရန်စီကပဲကျွန်တော်ထပ်ပြီးတော့သွန်းကိုတွေမြင်တွေ့အောင်မလားဆိုတာတော်တော်လေးမှစောင့်ကြည့်ခြင်းနေရာကောင်းတယ်လို့တော့ကျွန်တော်မြင်တယ်โอเคအဲ့ဆိုရင်ကျွန်တော်ဒီနေ့သေးရခမန်းလိုင်းနဲ့လေးကိုကျွန်တော်တို့တွားလိုက်ကြအောင်ယူလုံးနေကျွန်တော်တို့ဆန္ဒလန်ဆန္ဒလန်အရင်ပြောပါမယ်ဆန္ဒလန်ကတို့ရဲ့ကိုသမားနေရာမှာကျွန်တော်လိုဖီဘက်ထပ်ပြီးတော့ပွက်ထလာမယ်လို့မြင်တယ်။နောက်တန်းနေရောက်မှဆိုရင်တော့ဂျီနီဒိုပြီးလို့စေအဗရီနဲ့ဘဲလက်စ်မူကီ ဂျီလီတို့ပဲထပ်ပြီးတော့ပွဲထက်လာမယ်။နောက်ပဲကွင်းလိုက်မှာဆိုရင်တော့ကျွန်တော်တို့သူတို့အဓိကကွင်းလန်ကစားသမားဖြစ်တဲ့ရှာကာတို့ပါလို့ရှိမယ်။ပြီးရင်တော့လီဖီနဲ့စာတီကီဆိုပြီးတော့သူတို့ရဲ့ဒီအတွက်ဖက်ပဲထပ်ပြီးတော့တွဲမင်လာမယ်လို့မြင်တယ်။တိုက်စစ်မှာဆိုရင်တော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့သူတို့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့တာဘီနဲ့အိုင်စီဂျောပြီးလို့ဆိုရင်ထရာအိုရေတို့ပဲထပ်ပြီးတော့ဒီနေ့ပွဲမှာထပ်ပြီးတော့မန်ချက်တာစီးတီးနဲ့ရှင်မန်နဲ့ပွဲမှာတော့ထပ်ပြီးတော့ကျွန်တော်တို့ဒုက္ခပေးအောင်မဲ့ပုံစံမျိုးလေးရှိတဲ့အတွက်ကြောင့်စီးတီးရဲ့နောက်တန်းနေ့ဒီနေ့ပွဲမှာတော့တော်တော်လေးမှဒုက္ခထပ်ပြီးတော့များအောင်မယ်လို့မြင်တယ်။ တစ်ဖက်ကကျွန်တော်တို့ရှာကာတို့ရဲ့ကျွန်တော်တို့အဲတော်တော်လေးမှကျွန်တော်ထပ်ပြီးတော့ခြေသွန်းတွေပြတ်သားထားနိုင်တဲ့ပုံစံမျိုးလေးရှိတဲ့အတွက်ကြောင့်ကွင်းလန်တွေမှာတော့တော်တော်လေးမှကျွန်တော်အပြန်ဆိုင်ကြည့်ရမယ့်ပုံစံမျိုးလေးရှိတယ်။အထူးဖြစ်ကျွန်တော်တို့အဲဆန်နာလန်ဆိုလို့ရှိရင်အဝေးကွင်းတွေကိုတော်တော်လေးမှခြေသွန်းတွေကိုပြတ်သားထားနိုင်တဲ့အတွက်ကြောင့်မန်ချက်စတာစီးတီးအနေနဲ့ပေါ့ဆလို့မရဘူးလို့တော့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်စီးတီးရဲ့ကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့ကမန်လိုင်းနဲ့လေးတို့သွားလိုက်ရအောင်စီးရီးမှာတော့တို့ရဲ့အဓိကကစားသမားကတော့အဲကိုသမားတော့ဒနရူးမှာပဲပွက်ထလာမယ်နောက်တန်းမှာဆိုရင်တော့တို့အနေနဲ့ သူတို့ရဲ့အဲအဓိကကစားသမားဖြစ်တဲ့မသိရဲ့နူးနဲ့ရှိမြန်ပြီးလို့ဆိုရင်ကဘာရီရဲ့နဲ့ဒူပင်ဒူရဲ့တို့ပဲထပ်ပြီးတော့ပွက်ထလာပြီးတော့တစ်ဖက်မှာတော့ကျွန်တော်တို့မင်းရဆိုအိုရိုင်းလေးပဲထပ်ပြီးတော့ပွက်ထလာမယ်ကွင်းလန်မှာဆိုရင်သူတို့ရဲ့အဓိကကွင်းလန်ကစားသမားဖြစ်တဲ့အဲ folder တော့ရှိမှာဗျာပြီးလို့ဆိုရင်ကျွန်တော်တို့ regional တို့ပြီးလို့ဆိုရင်ကျွန်တော်တို့အဲ gonzalet တို့ပဲထပ်ပြီးတော့ပွဲထလာပြီးတော့ type set မှာဆိုရင်တော့ကျွန်တော်ခုနကပြောခဲ့လို့ doku ရှိမှာပြီးလို့ဆိုရင်တော့တစ်ဖက်မှာတော့ကျွန်တော် check key ပြန်လဲပွဲထလာမယ်လို့မြင်ပြီးတော့ harlem နဲ့ထပ်ပြီးတော့ပွဲထလာမယ်မမွန်းနေနေတော့တိတ်ပြီးတော့အဲခုနောက်ပိုင်းပွဲတွေမှာဆိုရင်တော့နီးပြနေနေတိတ်ပြီးတော့သူ့ကိုအဆင်မပြေလို့လားဒါမှမဟုတ်လဲမကြိုက်လို့လားမှန်းသိဘူးမမှုကိုတော့တိတ်ပြီးတော့ပွဲထွက်ခွင့်တိတ်တော့မပေးတဲ့ပုံစံမျိုးလေးရှိတယ်ဒါမှလည်းကျွန်တော်တို့၃ရက်တပွဲလောက်ကစားနေရတဲ့အချိန်မှာတော့ အဲလူသားပြောင်းလဲနေတဲ့လောက်ပြီးတော့ထပ်ပြီးတော့ကစားသွားမယ်လို့တော့မြင်တယ်ဒီနေ့တင်းရဆုံသွင်းမှုရဲ့အဲမှာတော့ကျွန်တော်တို့9နိုင်ခွဲမှာရှင်ပြိုင်မယ်9နိုင်ခွဲမှာဆိုရင်တော့ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့အဲစနေနေ့မှာကြီးပဲပွဲတွေကအကုန်လုံးလိုမျိုးထိုက်လိုက်တယ်ဗျာအထူးသဖြင့်ကျွန်တော်စနေနေ့9နိုင်မှာတော့ကျွန်တော်တပွဲတည်းရှိပြီးတော့9နိုင်ခွဲမှာဆိုရင်တော့မန်ချက်စတာစီးတီးရှိမယ်ပြီးတော့ဆိုရင်ချက်စီးရှိပြီးနောက်တပွဲတော့ကျွန်တော်စပါဆိုပြီးတော့3နိုင်လုံးကျွန်တော်6ခွဲမှာထည့်ထားတဲ့အတွက်ကြောင့်အဲကြီးရှူရမှာတော့တော်တော်လေးမှခက်ခဲမြေရှိပြီးတော့ကျွန်တော်တနင်္ဂနွေနေ့ရတော့ကျွန်တော်ပွဲ သင်းကြီးတွေဒီမှာတော့ကတင်းမှမရှိတော့ဘဲနဲ့ကျွန်တော်တို့စနေနေ့ကိုအကုန်လုံးအပြက်ဖြတ်ပြီးတော့ကျွန်တော်ရှေ့လာမဲ့ဂျာရဲ့အပွဲမှာဆိုရင်တော့ကျွန်တော်တို့ချန်ပီယံလိပွဲတွေရှိတဲ့အတွက်ကြောင့်ဒီတစ်ပတ်ကျွန်တော်စနေနေ့မှာတော့ပွဲအသင်းကြီးတော်တော်များကိုဖျက်လိုက်မဲ့ပုံစံမျိုးလေးတွေရှိတယ်ဒီတော့ကြောင့်လည်းကျွန်တော်မန်ချက်တာစီးတီးအနေနဲ့ဒီနေ့ပွဲကိုတော့မဖြစ်မနေထပ်ပြီးတော့9ပွဲယူအောင်မယ်လို့တော့မြင်တယ် ဘာလို့ကြောင့်လို့ဒီရှေ့မှာရှေ့ကကျွန်တော်အဆင့်တက်ကအာဆင်နယ်အနေနဲ့ကျွန်တော်ပွဲချက်တပွဲကိုရင်ဆိုင်နေရတဲ့အတွက်ကြောင့်မစ္စတာစီးတီးအနေနဲ့ဒီပွဲကိုတော့နိုင်ပွဲကိုထပ်ပြီးတော့ဆက်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဒီကိုရီနယ်ရောဒီညရှင်ပြိုင်မနက်ဖြန်ညမှာရှင်မြန်ကစားကြမဲ့မစ္စတာစီးတီးနဲ့ဆန်နာလန်တို့ရဲ့ကျွန်တော်တို့အဲပွဲလေးကိုဘယ်လိုမြင်ရလဲဘယ်သိရနိုင်သွားမလဲမစ္စတာစီးတီးကပဲထပ်ပြီးတော့နိုင်သွားမလားဒါမှမဟုတ်ပဲနဲ့ကျွန်တော်အသိကြီးနေတဲ့မြန်နန်းလူတို့တွေ့တိုင်းဒုက္ခပေးနေတဲ့ဆန်နာလန်ပဲထိမက်မထားပဲနဲ့ကျွန်တော်တို့ ထပ်ပြီးတော့ကျွန်တော်နိုင်ပွဲတွေရသွားမလားဒါမှမဟုတ်တရေပွဲတပွဲကိုပါထပ်ပြီးတော့ဥတီသွားမလားဆိုတာမင်းအောင်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ချစ်ချစ်ပေးတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံလို့ကြတော့ဗျာ။